ရန်ကုန်လေးစိတ်ကခီးသည်ဝင်ဆောင်က PFC ကိုမေစနေ့ကစတင်ပြီးပြပခီးစဉ်တွေအတွက်25ဒေါ်လာနဲ့ပြရင်ခီးစဉ်တွေအတွက်ငွေကျပ်1000ကျပ်ကိုတိုးမြင့်ကောက်ခံမှာဖြစ်တယ်လို့ရန်ကုန်ပြည်ပဆိုင်ရာလေးစိတ်ရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။2025ခုနှစ်မေလ12ရက်မတိုင်မီလက်မှတ်ဝယ်ယူထားတဲ့ခရီးသည်တွေအနေနဲ့ထပ်မံပေးဆောင်မှုလိုအပ်တဲ့ခရီးသည်ဝန်ဆောင်ကငွေပမာဏကို၄စိတ်အတွင်းမှာရှိတဲ့သမတ်ကောင်တာတွေမှာထည့်ရိုက်ပေးချေရမှာဖြစ်တယ်လို့သိရပါဗျ။ လက်ရှိမှာရန်ကုန်လေးစိတ်ကခီးတယ်ဝင်ဆောင်က PFC ကိုပြရင်းခီးစဉ်တွေအတွက်ငွေကျပ်3000နဲ့ပြပခီးစဉ်တွေအတွက်20ဒေါ်လာကောက်ခံနေတာဖြစ်ပါတယ်။ရန်ကုန်လေးစိတ်ကခီးတယ်ဝင်ဆောင်က PFC ဆိုပေမဲ့ကျမတို့လက်မှတ်ရောင်းတဲ့စီမာတော့လေးစိတ်ဘက်ကကောက်ခံတာဖြစ်လို့ Apple Test လို့ပဲကောက်ပါတယ်။အခုက Apple Test စီးနှုံပြောင်းသွားတာ ပြပခီးစဉ်တွေအတွက်25ဒေါ်လာရန်ကုန်မန္တလေးနေပြည်တော်လေဆိပ်၃ခုကသက်တောင်းခွင့်ကျက်နဲ့တခြားလေဆိပ်တွေမှာငွေကျပ်9000ကိုပြောင်းလဲကောက်ခံတာဖြစ်ပါတယ်လို့ပြည်ရင်းလေကြောင်းလိုက်တစ်ခုကတာဝန်ရှိသူတို့ကဆိုပါတယ်ရန်ကုန် Aerodrome Company Limited YACN ဟာမြန်မာနိုင်ငံကိုအဓိကဝင်ထွက်ပေါက်ဖြစ်တဲ့ရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်ကိုစီမံခန့်ခွဲဝင်ဆောင်မှုပေးနေတာဖြစ်ပါတယ်